ားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီနေ့တင်ခဲ့တာကတော့အခန်း3လေ့ကျင့်ရဲ့3.5ကနံပါတ်1ကနေ9ဒီပဲဖြစ်ပါတယ်ဒီကမ်းမှာကြာကျလို့ဘာတွေသင်ရမလဲဆိုလို့ရှိရင်တို့နေရာလိုက်တမိုးရာအကျေပြန့်တဲ့ပုံစံလေးသင်ရမှာဖြစ်ပါတယ်နော်အဲ့ဒီမှာနံပါတ်1မှာဆိုရင်အောက်ပါဒသမကြီးများကိုနေရာလိုက်တန်ဖိုးတွေသုံးပြီးတော့အကျယ်ပြန့်လာသောပုံစံဖြင့်ရေးပြပါရနော် အဲ့ဒီနမကကြီးရနေစမယ်နမကကြီးရ2.36တိပေါ့အဲ့ဒီမှာဆိုတော့နှစ်ကခုခုနဲ့ကြည့်တဲ့ရဲဆိုတော့ဗျမျက်ကလို့ရင်တင်းနေနော်ကျေတဲ့ကမှာနှစ်မြောက်တိ3ကြာဆိုတော့ကဆယ်ဒီသေးပြည့်တဲ့3ကြာဆိုတယ်ဆယ်ပိုင်းတစ်ပိုင်းပေါ့နော်6ကြာဆိုတော့ယာဒီသေးပြည့်တဲ့တရားပိုင်းတစ်ပိုင်းတိကကြာဆိုတော့1000သေးပြည့်တဲ့1000ပိုင်းတစ်ပိုင်းနဲ့ဒီကမြောက်ပေးရပါတယ်အဲ့ဒါကအကျက်ပြန့်ကြီးပုံစံနဲ့ပြီးရနေရာလိုက်တံမိုးတွေကိုသုံးမှုကအကျက်ပြန့်နေတာနှစ်ကခုနေရာမှာရှိရခုဆိုတာတိပေါ့နော် ။၃ညကျော်ဆယ်ဒီစိတ်ဆိုတော့ဆယ်ပိုင်းတစ်ပိုင်းကိုပြောတာပါ။၆ကယာဒီစိတ်ဆိုတော့၁၀၀ပိုင်းတစ်ပိုင်း။၁ကကျတော့ထောင်ဒီစိတ်ဆိုတော့၁၀၀ပိုင်းတစ်ပိုင်း။ဒါအဲ့လိုမျိုးအကျယ်ပြန့်တဲ့ပုံစံနဲ့ရေးပြန်ရေးနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကနမခဝဲ။နမခဝဲက80.335။အဲ့ဒီမှာ80မှာ8က10ပြင်ကင်းဖြစ်တဲ့ဆိုတော့10နဲ့မြောက်ပြရတယ်။3ညကတော့ဒီကနေဖြစ်တဲ့10နဲ့မြောက်ပါတော့။3ကကျတော့10လီစိတ်၊3ညရာလီစိတ်၊5ကထောင်လီစိတ် နော်ဒါပြီးထောင်ဒီစိတ်ဆိုတာကထောင်ပိုင်းတစ်ပိုင်းတော့ထောင်ပုံပုံတစ်ပုံလို့ပြောတာဓာဒီစိတ်ဆိုတာကတရားပုံပုံတစ်ပုံဆယ်ဒီစိတ်ဆိုတာ၁၀ပုံပုံတစ်ပုံနောက်တစ်ခုကနမကငယ်ပါနမကငယ်ကတညာတမတညာတညာချောင်းပြီးဆိုတော့နော်အဲ့ဒီမှာဒီတညာတွေကမလုံလဲရရတယ်သူရဲ့ချမ်းနဲ့နဲ့ကိုပဲပေါ့နော်ချမ်းနဲ့နဲ့ကိုပဲသူရဲ့နေရာနဲ့တံမိုးလဲလို့ပြရတယ်ဒါပေမဲ့ဒီကားတွေကနေပြီးတော့အစနေပဲပုံလို့ပြရမယ်နော်။ပုံညာကကြတော့ခုနေရာမှာရှိရတဲ့ဆိုတော့တင်းနေကြမယ်။ နောက်တော့ဒသမအနောက်ကတော့ညောက်ကြတော့ဆယ်ဒီဇိတ်ပြည့်တဲ့ဆယ်ပိုင်းတစ်ပိုင်းနဲ့ညောက်မယ်။နောက်ကဆယ်ဒီဇိတ်ရဲ့နောက်ကယာဒီဇိတ်ဆိုတော့တရားပိုင်းတစ်ပိုင်းနဲ့ညောက်ပြီးတော့၆ကကြတော့ထောင်ဒီဇိတ်ပြည့်တဲ့ထောင်ပိုင်းတစ်ပိုင်းနဲ့ညောက်ပြရတယ်။နောက်ဆုံးနှစ်ကကြတော့တောင်းဒီဇိတ်ပြည့်တဲ့တောင်းပိုင်းတစ်ပိုင်းနဲ့ဆိုတော့ညောက်ပြရတယ်။ဒါကနေရာလိုက်တံမိုးရတုံးမှုကအကျယ်ပြင့်တာပေါ့နော်။ဘုရားနမကကြီးပါ။နမကကြီးမှာက43ပြသမ6 6တင်ကအဲ့ဒီမှာ၄ကကြတော့ဆယ်ဒီဇိတ်၃ကခု၄ကကြတော့ဆယ်ပြေကင်း၃ကခုကနေပါနော်။ အဲနောက်ကတသမရဲ့နောက်က9ကကျတော့ဆယ်လူစိတ်9ရဲ့နောက်က6ကကျတော့ယာလီစိတ်နော်ယာလီစိတ်ရဲ့နောက်ကတကြာထောင်စိတ်ပြီးတော့နောက်နောက်ဆုံး9ကကျတော့တောင်းစိတ်ဖြစ်ပါတယ်ဒါကြောင့်တောင်းစိတ်ဆိုရင်တောင်းမတစ်ပိုင်းနဲ့သမရဲ့နော်လဝဲဘက်ကရက်ကကျတော့ခုနဲ့ပြီးတော့သမနဲ့သမရဲ့လက်ရဘက်ကရက်ကကျတော့ဆယ်လူစိတ်ဖြစ်ပါတယ်အဲ့ဒီမှာခုခဏနဲ့ဆယ်လီစိနေဆိုခုခဏကြီးရနော်ဆယ်လီစိကကျတော့ခုခဏတစ်ကိုဆယ်ပုံပုံတစ်ပုံလို့ပြောရတော့ဆိုတော့သူကတိတ်တိတ်လေးနော်ဆယ်ပုံကိုဆယ်ဆယ်လေးစိတစ်စိတ်လို့ပြော တော့နံပါတ်1ကိုသွားပါမယ်အောက်ပါဒသမကိန်းများကိုအပိုင်းကိန်းများအဖြစ်တည်ရေးပါတယ်နော်အခုကဒီလိုဒီကဲမှာအခြေပြန်လာတဲ့ပုံစံတွေပါမယ်အပိုင်းကိန်းတွေရေးရတယ်ဒသမကိန်းတွေရေးရတယ်ပေါ့နော်အရင်ဒီမှာအောက်ပါဒသမကိန်းများကိုအပိုင်းကိန်းများဖြစ်ပြီးရေးပါတယ်ကျွန်တော်ကနံပါတ်ကကြီးတဲ့ဒသမခွန်နံပါတ်မခွန်ဆိုတော့ဒသမရဲ့နောက်မှာဆိုတော့ဆယ်ရီစိတ်ကျုံးနေပါတယ်ဆိုတော့ကျွန်တော်ကအဲတဏှဒသမခွန်ကိုဆယ်ရီစိတ်ဆိုတာကတဏှဒသမတင်းနေပြီပေါ့နော်ညအဲ့ဒါကိုသူကအပိုင်းကိန်းနဲ့ရေးထိုင်တာဖြစ်တယ်ကျွန်တော်ကတဏှဒသမတစ်ဆိုတာက10ပိုင်း2ပိုင်း ခုနှစ်ကို30နဲ့စားရဥမာပြောရမယ်ဆိုပထမနောက်မှာခုနှစ်ရှိလို့ရင်အဲ့ဒါကိုဆိုတော့ဘိုင်းကြီးမှာ30ခန်းလိုက်ရတယ်30ရိစိတ်ဖြစ်တဲ့ပထမရဲ့နောက်မှာ30ရိစိတ်ဒီစိတ်အထူးပဲရှိရတယ်ဖြစ်တဲ့ဘိုင်းကြီးမှာ30ခန်းလိုက်ရပါပြီအခုကနမခါဝေးပါတကယ်တော့မှ80ဆိုတော့ကျွန်တော်တို့ကပထမရဲ့နောက်မှာကယာလီစိတ်ရှိတယ်တကယ်တော့မှ3ညတင်းနဲ့မြောက်ကမယ်ဟုတ်နော်ရှိကကျတော့30ရိစိတ်ဆိုတော့3ညတင်းမှ8တိကကျတော့ယာလီစိတ်ဆိုတော့3ညတင်းမှ8ဥမာပြောရမယ်ဆိုရင်ဘိုင်းကြီးမှာဆိုတော့100ခန်းလိုက်ရတယ်ဟုတ်နော်ဒါဆိုဒီ6ကကြတော့ တုန်ရသမတိဆိုဆယ်လီစိတ်ပေါ့အဲတိကကြတုန်ရသမတိဆိုယာယီစိတ်ပေါ့အပိုင်းကြီးနဲ့ရေဇူးကြီးလေးရတယ်ပြည့်ကြကျတော့အပိုင်းကြီးကိုပေါင်းမယ်နှုတ်မယ်ဆိုလို့ရှိရင်အပိုင်းကြီးကြီးရတယ်30ကိုနော်30ကို100ပြည့်အောင်30နဲ့မြောက်မယ်အပိုင်းကြီးကို30 30နဲ့မြောက်လာ80နော်အပိုင်းကြီးရတယ်80နဲ့တင်းနေပေါ့နော်80တိပြောမယ်ဆိုတော့ဒီကားတန်းရလို့ရတယ်နော်အသမိုင်းနောက်မှာ80တိဖြစ်တဲ့ဆမယာယီစိတ်ရှိရပြည့်တဲ့အပိုင်းကြီးမှာ100ခန်းနိုင်ပြည့်ရပြီနော်ဘူးကနမကကားနေတယ် ဲ့ဒီမှာ၅ဒသမ၃၆ဆိုရင်ရှေ့ကဒသမရှေ့က၅အပြည့်ကိန်းဖြစ်ရတယ်ဆိုတော့အပိုင်းကြီးမှာရေးလို့မရဘူးရှေ့ရှေ့ရပါတော့အဲရှေ့မှာအပြည့်ကိန်းညံမှာရေးပါ၅၁အများကြတဲ့တုံးရတဲ့မှာတုံးရတဲ့၆ကကြတော့တုံးရတဲ့မှာတုံးရတဲ့ပဲရတယ်။ဒါတည်းပိုင်းကင်းခံတဲ့ခါမှာ၅ကတော့ပြင်းပြင်းဖြစ်တဲ့ဆီမောက်ပိုင်းကြီးမှာမမခံရဘူး။မြရရောက်မှာ၁၀၆ရောက်မှာတည်ရ။ငါတို့ပိုင်းကြီးနေတဲ့ခါမှာနော်ငါရဲ့တရားပိုင်း၆ပါးနော်။မြရတော့ပါနေငါတရားပိုင်း၆ပါးဆိုနေရရှိ။ငါကရှေ့ကဒသမရှေ့ကပြင်းကင်းဆိုတော့ နော်ဒီတိုင်းပဲပြင်ရပါတယ်။ဟုတ်ကနမကကြီးပါ16.6နှစ်နော်16.6နှစ်မှာလည်းအတိုင်းပဲဒီကကြတော့10ပြည်10ပြည်ကိ6ဝကြတော့ခုလိုနဲ့ကိုဝကြတော့39.3စီစီစိတ်ရောက်ပြရမယ်နော်။နှစ်ကယာရီစိတ်ဖြစ်တဲ့39.3ကတင်ရတင်ရမယ်။အရှိအပြေကင်းတစ်ခုကိုကြာကြမစမောပိုင်းကင်းခံကြရမယ်။တင့်နဲ့ကိုးနဲ့တညာသမားတင်းနဲ့မြတ်တော့တညာသမားကိုတင့်နဲ့တညာသမားကညာတင်းနဲ့မြတ်တော့တညာသမားတညာ အဲ့ဒီမှာကျွန်တော်တို့16နဲ့6နဲ့တော့16ရရတယ်။တနည်းတမကိုက10ပိုင်း9ပိုင်း။တနည်းတမတို့ညနေက100ပိုင်း2ပိုင်း။ဒီပိုင်းရင်းကြီးရဲ့ကမှာ100ပိုင်း92ပိုင်းရတယ်။ဒီ16အရှိအပြင်း16နဲ့ပေါင်းတဲ့ကမှာ16 100ပိုင်း92ပိုင်းဆိုပြီးတော့ကိန်းရုံးပုံစံနဲ့ခိုင်းတဲ့ရည်ကိုရပါမယ်။နောက်နံပါတ်5ပါ။တနည်းတမ89ကိုနော်။တနည်းတမ89ဆိုတော့ကျွန်တော်တို့သူများကျတော့1ရှိကကျတော့3ရက်မှ1တိကကျတော့3ရက်မှ3ရက်1ကိုကကျတော့3ရက်မှ3ရက် အဲ့ဒီတညနေ့တက်ကတညနေ့တက်နေမြတ်တော့တညပဲရတယ်ရှင်းတဲ့တညနေ့တက်ကို7ဘိုင်းတစ်ဘိုင်းတရားတရားဘိုင်းတစ်ဘိုင်းတော့နောက်ကထောင်ဘိုင်းတစ်ဘိုင်းဘိုင်းကြီးကြီးကမှထောင်ပြောင်းကြီးရောထောင်ဘိုင်း139ဘိုင်းနော်အဲ့မဲ့ဒီကနှစ်ပုံပေါင်းဒါကြီးက9ပါနော်တရားရဲ့ပုံမှာကအဲ့ထောင်ရဲ့ပုံမှာက9ဖြစ်ပါလေဒီလိုဆိုအပြေကြီးအပြေကြီးက0ဆိုတော့ရေးကြမလို့ဘူးဘိုင်းဝင်မှာ139ရေးပြီးတော့ဘိုင်း139ရေးပြီးတော့ဘိုင်းကြီးမှာထောင်ရေးလိုက်ရပါဘူးနော်ဒီလိုနဲ့မဆက်လုံးပါ 6ရသမ3 3 3ညညနဲ့သူလည်းအတိုင်းပဲခြောက်ဝခုကနဲ့3ညကဒါလေးရယ်ဆယ်ရီစိတ်300ရာလီစိတ်3ညက1000လီစိတ်နှစ်က1000လီစိတ်အတင်းပိုင်းချိန်မှာအဲ့တိုင်းပဲခံရလို့ရတယ်ဒီရှိက3ညတွေတော့တစ်ချက်မတွေ့တော့ဘူးနော်ဒါကလည်း3ညရတယ်လို့ပဲ3ညကျတော့ဆိုမှတော့ဆယ်ရာလီစိတ်ဖြစ်တဲ့တရားခံလိုက်တယ်နောက်ဆုံးနှစ်ကကျတော့1000လီစိတ်ဖြစ်တဲ့1000ခံတယ်နော်တန်းရလို့ရတယ်ဒီပိုင်းရ1000ပြောင်းလို့ပြီးတော့နော်ဒီရှိဘွားပိုင်းဝင်ကြတာ3 3ရဲ့3ညရနေ့ ရှိရ6ဟာကြပြင်ခင်းပြည့်တဲ့ဈေးပြင်နေတယ်။အဲ့တော့ဒီကိန်းရောအနေနဲ့တစ်ခါရေးလိုက်တဲ့ခါမှာ6000မိုင်း3000ပန်းဆိုတော့ရရှိပါတယ်။အဲ့ဒီမှာဆမတို့နော်ဒီ3နဲ့1နဲ့ကြားရမှာဘာလို့သုံးရထည့်ရလဲဆိုတော့3ဟာကြတာယာလီစိတ်1ကကြတောင်းလို့ခြားထဲမှာထားမိစိတ်မပါဘူးပြင်။ထားမိစိတ်သုံးရလို့ဆမတို့ထက်ပြတ်မထားရတဲ့အဲ့ကြောင့်အဲ့ဒီညမှာဆိုတော့ဒီတိုင်း3နဲ့1လို့သွားရည်လို့မရဘူး။နော်ခြားထဲမှာထားမိစိတ်လို့နေရဖြစ်တယ်ထားမိစိတ်ညမှာ3ရောက်ထည့်ရရပါတယ်။အဲ့ဒါ ဟုတ်နံပါတ်3ကအောက်ပါတို့ကိုတသမကင်းများခီးပြပြလာတယ်ဟုတ်ပြီဒါဆိုရင်ကာကြီးက1000ပိုင်း5ပဲဒါဆိုရင်1000ပိုင်း5ပိုင်းဆိုတာတသမရဲ့နောက်မှာ1000ဈေးတိရှိရမယ်1000ဈေးဆိုတာကကျွန်တော်ဆယ်ရီဈေးယာရီဈေး1000ဈေးတော့ခဏက3ဈေးရမယ်ဒါပေမဲ့ကျွန်တော်ပိုင်းဝင်မှာခဏက3မရှိရဒါဆိုရင်ဘာလို့ခေါ်လဲဆိုရင်3ညကိုကိုကြီးခေါ်ပေးရတယ်3ညတသမ3ည3ညမက္ခဝေပါ1088ပိုင်းသူကပြောရတဲ့အတိုင်းပဲ1000ဈေးဖြစ်တဲ့ ဒသမိုင်းနောက်မှာကနန်းကသုံးလို့ရှိရမှာဒါပေမဲ့သူ့မှာပိုင်းဝင်မှာကနန်းနှလုံးမရှိဘူးပိုင်းဝင်ကကနန်းကိုဒသမနောက်မှာရေးရမှာနော်ဒီရင်တုံညတလုံးကိုဦးကြီးဖော်မယ်ဒီရင်ဒီကတလုံးကကျတော့အဲ့ကိန်းကနန်းရဲ့ရှိမှာရေးရမှာနော်ကိန်းကနန်းနောက်မှာရေးရမှာဒီရက်တက်မှာတုံညခုရှိလက်ကားငယ်ကထောင်ပိုင်း96ပိုင်းနော်ထောင်ပိုင်းဖြစ်တဲ့ထောင်ကြီးစိထောင်ကြီးစိကကနန်းသုံးလုံးဒသမနောက်ဒီပိုင်းဝင်မှာကနန်းသုံးလုံးလုံးရှိတာဖြစ်တယ်ဆိုတော့ကိုကြီးပြောကြမလို့ငရဲသမား2260ရပါပြီ။ဒီမှာနံပါတ်ကကြည့်ပါ။ ။ရမသာကြီးမှာ469ထောင်မြစ်ပဲဖြစ်တယ်ထောင်နဲ့စားရင်ဒသမနောက်မှာ3ရာ3မှုမရှိအောင်ဒသမနောက်မှာကနန်း3မှုမရှိအောင်သူကကနန်း4လုံးဖြစ်နေတယ်ဒါဆိုရင်ရှေ့သောကကနန်းအအပြည့်ကြီးမှာပဲဒီလိုရှေ့သောကကနန်းက၄နော်အဲပိုင်းဝင်မှာရေးရမှာ3ရာ6ကိုနော်669ပေါ့နော်3ရာ6ဆိုကျွန်မရှေ့က3ရာကတမုံကြီးရယ်69ပဲရေးမယ်အဲ့ဒါကိုကျွန်တော်ကဒသမကြီးနဲ့ပြတဲ့အခါမှာ သူကသုံးလုံးရှိရမှာပေါ့သူက36ကိုတစ်ခါလည်းပြင်နေတယ်နော်ဒီဇင်ဘာ36ကိုလေးလိုက်ရတယ်ဒီကပြင်ခင်းပြတော့တယ်ဇင်ဘာရှိမှလေးလိုက်တယ်နော်အခုကနံပါတ်5ပါနံပါတ်5ကလည်းတောင်းပိုင်းဒီတောင်း2000 60တပိုင်းပါအဲ့ဒီမှာတောင်းဆိုရင်ဒသမနာမှာတောင်းနေစရာရှိပြီဖြစ်တဲ့အတွက်ခဏက၄လုံးပဲရှိရမှာဒါကနံ5လုံးဖြစ်နေတဲ့အတွက်ခုနတိုင်းပဲခြေတော့ကငင်းရအပြင်းဖြစ်ပါတယ်။နောက်ကငင်းရကျတော့1.6တိကဒသမနောက်မှာရရမဲ့ကနေ ယ်တစ်ခါတည်းရေးလိုက်ရတယ်เนาะသူကနေမက်ဆာလုံးมาတဲ့အတိုင်းလဲတောင်းပိုင်း906ပိုင်းတောင်းဆိုတော့တောင်းဒီစိတ်တောင်းဒီစိတ်ဆိုတော့ဇမနာမှာကနန်းလေးလုံးရှိရမယ်ဒါပေမဲ့အပိုင်းဝင်မှာကကနန်းက3လုံးမရှိရဖြစ်တယ်ဗျာ3လုံးကိုပြီးခေါ်ရယ်3ညတသမ3 5 3ပြပါတယ်သူကနေမက်ဆာလေးမှာเนาะ1000မှာ62ပိုင်းဆိုတော့1000ဆိုတော့တောင်းဒီစိတ်ရှိရမယ်ကနန်းတသမိုင်းတော့မှာဒီနေ့နဲ့လေးလုံးရှိရမယ် ဒါပေမဲ့ပိုင်းဝင်မှာက67ဆိုပြီးနှလုံးမရှိတာဖြစ်တဲ့တုံညာနှလုံးကိုကြီးခေါ်မယ်။ဒီနေ့တော့မှာတုံညာတုံညာ6ပြည့်ဖြစ်ပါတယ်။နောက်တစ်ခုကနမဇာခွဲပါ1000ပိုင်း၄ပိုင်းပါနော်။ဒါပေမဲ့နောက်မှာကနေနှလုံးရှိရမှာကိုပိုင်းဝင်မှာတုံးမရှိသေးတုံညာ3လုံးကိုကြီးခေါ်မယ်။တုံညာတော့မှာတုံညာတုံညာတုံညာလေး။အဲ့ဒီမှာဒသမရှိရတုံညာကအကူကြီးပေါ်ကြမလို့နော်။ဒသမရှိမှာပြည့်ရင်းမရှိလို့လို့လို့သူကပြည့်ရင်းကတုံညာဖြစ်နေတာကိုပြောချင်တာ။အဲ့ဒါနောက်တစ်ခုက၄ပါ။ နံပါတ်၄က25ဘိုင်း7ဘိုင်းနဲ့125ဘိုင်း6ဘိုင်းလို့ကိုတက်မကင်းတက်မကင်းများအဖြစ်ရေးပြပါမယ်ဆိုတာပါ။ဒီ25ဘိုင်း7ဘိုင်းကကျတော့ဆိုတော့ဘိုင်းကြီးက100ဖြစ်မှာတက်မကင်းနဲ့ပေါ်ကြတာပုံပြီးရမယ်နော်။ဒါကြောင့်မို့ဘိုင်းကြီး100ဖြစ်အောင်လို့25ကိုဒီနဲ့ပြမယ်။ဘိုင်းကြီးကိုလည်းဒီနဲ့ပြမယ်။ဒီ25လေးလေးက100စစ်တိလေးလေးက44။ဒါကြောင့်ဒီမှာတော့တရားသမားလေးလေးနော်။ဒါဆိုပိုင်းဒီမှာ100ဆိုရင်ဒါကယာရည်ရည်ရှိတယ်။ ကိုင်းယာရီလေးတွေကဒသမနောက်မှာကနဲနှစ်နေရာရှိပါတယ်။ကိုင်းဝေယကနဲကိုဒသမနောက်မှာရေးရမှာသူကလည်းကနဲနှစ်နှစ်နေရာရှိတယ်ဆိုတော့ညအောင်ဘူးပြောပြရမယ်နော်။ဒီတစ်ခုက125ပိုင်း6ပိုင်း။သူ့အကြဆမတော့125ကြာ100ပြန်လို့မရဘူး။1000ပြန်လို့ပို့တယ်ဆိုတော့ရှင်းနေကြပါရဲ့။ကိုင်းဝေယရှင်းနေကြရင် ပိုင်းကြီးကိုလည်းရှင်းနေမှာ။ချို့ဒသမကိန်းနေဒီပိုင်းကြီးတွေကိုအတည်ပြုတဲ့အခါမှာဆိုတော့ပိုင်းကြီးမှာ100 1000အဲ့လိုရှိ30ပေါ့နော်။30 100 1000အဲ့လိုရှိနေမှာဆိုတော့ဒသမကိန်းတွေကိုပြန်ပြီးချရရပါတယ်။ ရဘူ126 125နဲ့ရှင်းနေမြောက်တဲ့ခါမှာတထောင်ရရပါတော့6ရှိ240ရှိ1000ဆိုတော့ဒသမနောက်မှာဒသမနောက်မှာနော်ခင်ဗျားသုံးလုံးရှိရမှာ10ရေရာရေထောင်ရေဆိုပြီးသုံးလုံးရှိရမှာဒါပေမဲ့ပိုင်းဝင်ပါလေနှလုံးမရှိရဲတညာတလုံးကိုယူပါမယ်တညာတသမတညာလေးရှိပါနော်ဒါကလည်းလေးပြီးနော်ဒီမှာငါကအောက်ပါရိတမှုမြောက်ဒသမ200အထိမှအောင်တော့ပါ နော်နံပါတ်ကကြီး112 2 plus 3 5ဒီလိုဒီလိုဘာလို့ကမလဲဆိုလို့ရှိရင်ဒါကိရောကိုပိုင်းခင်းပြောင်းမယ်ဒါ3 2 delete delete တဲ့ဘာလို့3 2 3 5ပိုင်းဒါဒသမပိုင်းပိုင်းတွေကိုပေါင်းမယ်နှုတ်မယ်ဆိုရှင်ကျွန်တော်ကပိုင်းရင်းရမယ်ဒါ2ကို9နဲ့ပြ9ကိုပြည်ဟုတ်လားပိုင်းကြီးကလည်းများပိုင်းဝေလည်းကလည်းများပိုင်းကြီးဦးနည်းနည်းများပိုင်းဝေလည်းနည်းနည်းများမယ်နည်း9 40 3 45 5 40 3 46 ဒီ10ဘိုင်းเนาะ10ဘိုင်းအဲ10ဘိုင်း20ဘိုင်းအဲဒီစမတော့ပိုင်းဝေမှာကကြီးနေပြီလေစမစားရတဲ့ခါမှာတသမကြီးနေခါမှာဒါကြောင့်ကိန်းရုံးနဲ့ပြပနဲ့တသမကြီးနေရအောင်ခါမယ်ဒီ10နဲ့20ပေါ့เนาะဒီသမားတိတုံများရပါတယ်အဲဒါတသမ2နေရာတိအမှန်အောင်ရအောင်เนาะပြီးတော့21ကိုတစ်စင်းနဲ့စားကြည့်ပါအပိုင်းကြီးနဲ့ကိရောနဲ့မထွက်ပဲနဲ့တသမကလေးတွေ့ကြည့်ရင်ဒီသမတစ်စစ်တုံညာရပါလေ။ခါနမခဝေးပါ။1.5 5 6ပေါ့နော်။ ဒီနှစ်ခုကိုပိုင်းနေမိနဲ့9ကို6နဲ့9 6ကို9နဲ့9 6လို့30 6တယ်လို့6 6530ငန်း9025ပေါင်းရတဲ့ခါမှာဆိုတော့32ရတယ်ဘိုင်းရေက30ပေါ့เนาะဒါဆိုခုနအတိုင်းပဲတော့32ကိုဘိုင်းရေကိုဘိုင်းရေနဲ့စားမယ်စားတဲ့ခါမှာအကင်းရောနဲ့မထွက်ပါနဲ့ဒသမကြီးနဲ့ထွက်မယ်เนาะဒသမကြီးနဲ့ထွက်တဲ့ခါမှာဆိုတော့ဘလောက်ရလဲဆိုရင်တိတိမာ3ည3ည3ပါတယ်ဒါကဒသမ2နေရာ ठी အမှန်ရှာမယ်ဆိုရင်တိတိမာ3ည3ပါဒသမ2နေရာ ठी ပဲအမှန်ရှာမယ်เนาะဘလို့ကနံပါတ်ကားငယ်ပါ

5 mine နဲ့3 by 7 plus 4 by 5ပြန်ပါဟို1 by 5 plus 5 by 6ဆိုတော့ပြန်ပါလေ။ညခဝင်းနဲ့မှာရပါတော့နော်။ငါကဝေးရမိခုနဲ့မာနေမှားတာပါနော်အောက်ကတော့မှန်ပါတယ်ဒါရင်ကျမတို့ကပိုင်းခြေခုနှစ်ကို9နှစ်မြောက်ပဲ9နှစ်9ကိုလည်းခုနှစ်နှစ်မြောက်ပါနော်ဒါရင်3ခါလေးဆန်က9920ရှိတယ်9935 9900ရှိတယ်ဒီပိုင်းခြေ2ခါလေးဆိုရင်ကျမတို့ကပိုင်းခြေတစ်ခုလေးရေးမယ်15နဲ့28နဲ့ပေါင်းတော့43ခါရပါနော် သတင်းစပေါက်ငါ့ကိုလည်းပိုင်းနေနေငါ့ရဲ့အောက်မှာကတစ်ရှိရပါတစ်ရှိတယ်ဆိုတော့ကျိုးတစ်ကို35နဲ့မြောက်မယ်တခါပိုင်းဝေကိုလည်း35နဲ့မြောက်မယ်ဒီပိုင်းကြီးက35 35 5ကြီးက135ပါနော်ဒါဒီပိုင်းကြီးတူအားဆိုတော့35ကိုပြင်ရင်းမယ်185နဲ့43နဲ့ပေါင်းတဲ့ခါ185နဲ့43နဲ့ပြင်ရင်း30နဲ့ပြင်ပါတယ်အဲ့ဒီပိုင်းဝေကိုလည်းဒီမှာပိုင်းကြီးနဲ့စားမယ်စားတဲ့ခါမှာဒီလိုဒသမလေးလေးထွက်လာမယ်နော်ဒီ3ဒသမ0.1 ရှင်းလို့နေတာဒသမနှနေရဖြစ်တဲ့ဒသမခွန်ပါ။အဲဒသမနှနေနေရတဲ့ဉာဏ်နော်။ဘာလို့ကနမကကြီးနမကကြီးက25မိုင်းနဲ့22 by 7 divided by 11 by 14။အဲဒီကျွန်တော်ကအစားကိုဝင်းနေရခြင်းရှင်းတဲ့ကမှာအစားကိုမြောက်ပြောင်းမယ်။ပြောင်းတဲ့ကမှာ11 by 14က14 by 11ဆိုပြီးရရှိပါတယ်။အဲဒီနော်စတိစတိနဲ့လေးရ20နှစ်စတိနဲ့20နှစ်ကိုချိန်ပေးပါတော့။ဒီချိန်အမှချိန်မဲ့နေရာလေးလည်းကျန်ခဲ့ပါတယ်နော်။ စတိတရီ17စတိနရီ20နဲ့ခုနှစ်နှစ်နဲ့ကြည့်ရအောင်ပါခုနှစ်တရီကိုနေခုနှစ်နှစ်20ရေအစင်းဒီမှာပိုင်းဝင်မှာနှစ်နှစ်ဒီ25ရက်က၄လို့တော့21တင်ပါတယ်အဲ့တော့နံပါတ်ကပါ1 plus 1 minus 2 plus 1 minus 4 plus 1 minus 8အဲ့ဒီမှာဒီမှာပိုင်းကြည့်ကိုဒီမှာရှင်းပြအောင်လုပ်မယ်တစ်ကကျတော့ရှင်းပိုင်းရှင်းပိုင်းနော်1 minus 2ကိုကျတော့ဒီမှာ4နဲ့ညက်တဲ့ခါမှာ4ပိုင်းရှင်းပိုင်းရမယ်၄ကိုကျတော့နှစ်နှစ်ညက်မယ် နှစ်ပိုင်းရှိပါရှစ်ပိုင်းနှစ်ပိုင်းရမယ်ဝမ်းမိုက်ကတော့ရမယ်ထားတယ်ဒီပိုင်းကြီးကိုရှစ်လို့ရင်းမယ်ပိုင်းဝေတွေကတော့ရှစ်ရက်လေးရက်နှစ်ရက်တည်းရပေါင်းတယ်နော်နောက်တစ်ခါမှာပိုင်းဝေက15ရက်ရယ်ပိုင်းကြီးက10ရက်ရယ်နော်အပြင်ငောင်းကိုရှင်းနေစမ်းမယ်စားတဲ့ခါမှာဒသမ2နေရာတိယူရမှာသူကရလာတာတိသမ8ခုမှာပေါ့နော်ဒသမ2နေရာဆိုသမား3နေရာတိရှာရတယ်ပြီးတော့2နေရာတိယူမယ်ဖြစ်တဲ့အတွက်နှစ်နေရာဒီကိုလိုချင်တဲ့နှစ်နေရာရဲ့နောက်ကကနေကိုကြည့်တဲ့အခါမှာသူက၅ခုနေရတဲ့ရှိကိုတုံးတူရပါတယ် ။ရန်ကုန်ပြည်သူ့မှာရှိရှိပါဒသမနှစ်နေရာတိအမြင်ထားရပြီပါတယ်။ဒီမက်ကာကြီးမှာじゃသူအပြည့်ကိမရတာဖြစ်တဲ့ဒသမကိရှာစရာမျိုးပေါ့နော်။ပြန်နေမှာ27တခါရရပြန်နော်။ဒသမကိနဲ့ထွက်စရာမျိုးပါဘူးပေါ့နော်။အဲဒီဒီနေ့ကတော့ဒီချိန်ငယ်3.5ကနံပါတ်1ကနေ9ကြီးပဲဖြစ်ပါတယ်။အဆုံးထိကြီးဝေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။